စကိုင်းတိုင်းကလင်းမြို့နယ်တောင်ပိုင်းနဲ့မကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းဆက်ဆက်ဒေသရှိစစ်ကောင်စီစခန်း၄ခုသိမ်းပိုက်ရေး CDF KKG CDF ကလေးကဘော်ကံကော major operation မှာចောင်းသားတပ်မတော်အမှတ်30ចောင်းပူးပေါင်းပါဝင်တယ်လို့ ABSDF ကသတင်းထုတ်ပြန်ပါတယ်ဒီစစ်စင်ရေးကိုချင်းမျိုးသားတပ်မတော် CNA ကုတ်ကဲမှုနဲ့ဆောင်ရွက်တာဖြစ်ပြီး February 17မှာကဘာနီစခန်း အဲ့ဒီနောက်မှန်တော်နဲ့အောင်သာရအနောက်ရွာစခန်းအခုနောက်ဆုံးဧပြီ17မှာကျမ်းသာရွာစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ចောင်းသားတက်မတော် ABSDF အမှတ်30ចောင်းမှုရဲဘော်မင်းထေးက BNN ကိုပြောပါတယ်ဖေဖော်ဝါရီလ12ရက်နေ့မှာပေါ့နော်ကျွန်တော်တို့ကပနီပေါ့ကပနီကကျွန်တော်ဗမာရှိလဲဆိုရင်ကျွန်တော်တို့ဒီဟွာပေါ့ချင်းရယ်မကွေးရယ်စကိုင်းရယ်အစမှာရှိနေတဲ့စခန်းတစ်ခုပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်တို့ ဖေဖော်ဝါရီ၁၂ရက်နေ့မှာကျွန်တော်တို့တင်ပိုက်နိုင်ခဲ့တယ်ဆိုတော့အဲ့မှာလဲကျွန်တော်တို့ရှိမှာဒဏ်ရမှုတွေနဲ့ကျွန်တော်တို့ရဲဘော်ကြဆုံးမှုတွေတော့ရှိခဲ့တယ်ဗျဆိုတော့နောက်အဲ့ဒါပြီးတော့ကျွန်တော်တို့တောက်လျှောက်အဲ့ဒီစစ်စင်ကြီးကတောက်လျှောက်ကျွန်တော်တို့ရှိနေတယ်ကျွန်တော်တို့တင်ပိုက်ထားတဲ့ဟွာပေါ့နော်ရွာတွေရှိတယ်နောက်အောင်ဒီအောင်တာယာတို့နောက်တောက်လျှောက်ပေါ့နော်ဒီမှန်တော်တို့ဒီဟွာတို့ရှိတယ်သူတို့ကကြံတာကြံတာပေါ့နော်ကြံတာရွာမှာထိုင်ပြီးမှ တို့ထိုးစစ်ပြန်လှုပ်လာတယ်ထိုးစစ်ပြန်လှုပ်လာတဲ့အချိန်ဒီကျွန်တော်တို့ဟိုကျွန်တော်တို့ပြန်ခုခံရတယ်ပေါ့ပြန်ခုခံပြီးမှကျွန်တော်တောက်လျှောက်ကအဲ့ဒါ2လအဲ2လလောက်ကြာသွားပြီးတဲ့အခါကျွန်တော်အခုကျွန်တော်တို့ဒီဟွာပေါ့ဒီ April 17ရက်နေ့မှာကျွန်တော်တို့ပြန်ထိုးစစ်ဆင်ပြီးမှအကျန်တာရွာကိုကျွန်တော်တို့တင်ပိုက်နိုင်ခဲ့တယ်ဗျာဒီစခန်းသိမ်းပွဲမှာစစ်ကောင်စီဘက်ကတေဆုံးတန်ရာရသူများတဲ့အပြင်လက်နက်ခဲယမ်းများစွာကိုလည်းတော်လိုင်းတပ်တွေကသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ဒီစစ်ဆင်ရေးကို CNA ချင်းမျိုးသားတက်မတော်ကဥဆောင်ပြီး CDF KKG CDF Hakka CDF Tantalan CDF CDMCN ရောတီတလွမြောက်ရေးတပ်ပေါင်းစု CDF စံထန်းငကားညီနောင်ဂန်ကောမြို့နယ်ဟန်တာဝတီပတ်ကဖနဲ့ ABSDF အမှတ်3စစ်ကြောင်းပူးပေါင်းဆောင်ရွက်ကြတာလို့ ဖော်ပြထားပါတယ်ကချင်ပြည်နယ်ဖားကန်ကနေတနိုင်းမြို့ကို သွားရလီတိုလမ်းမပေါ်ရှိလဝါရွာမှာစစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်တိုက်ပွဲဖြစ်ပြီးပြည်သူ့စစ်တွေကရွာကိုမိရှုနေတယ်လို့ KNG ကချင် News Group ကဖော်ပြပါတယ် အပြန်လန်တိုက်ပွဲဖြစ်နေတာတလားကန်ရှိနေပြီဖြစ်ပြီးဧပြီ15မှာတော့စစ်လေရင်နဲ့ဘုံကျဲပြီးနောက်စစ်ကောင်စီတပ်နဲ့ဝါဒါဇွတ်ပြည်သူစစ်အဖွဲ့တွေရွာတဲကိုဝင်လာပြီးအင်ဂျီတရားနီးပါးကိုမိတင်ဆွပြီးရွာသား၁၀ဦးခန့်ကိုဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့မလ30မှာလဝါကြီးရွာတဲတပ်ဆွဲထားတဲ့စစ်တပ်နဲ့ပြည်သူစစ်တွေကို KIA ကတိုက်ထုတ်ပြီးနောက် အခုတခါစစ်တပ်နဲ့ပြည်သူစစ်ကတံပြန်ထိုးစစ်ပြန်ဆင်လာတာလို့ဖော်ပြပါတယ်။လဝါကြီးရွာ တိုက်ပွဲနဲ့ပတ်သက်ပြီး KIA ဘက်ကသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။ဧပြီ16ရက်ကျန်တက်နေ့မနေ့9ရက်ကမှမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်လိပ်ကျကြေးရွာကိုစစ်ကောင်စီလေရင်ကဘုံကျဲတဲ့အတွက်ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ပြည်ဦးလွင်ခရိုင်ပါကဖကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီနေ့မွန်လွယ်ပိုင်းမှာလေမကွေးတိုင်းမြိုင်နဲ့ရေစကြိုမြို့နယ်အဆက်ရှိတောင်ဦးရွာကိုစစ်လင်ကဘုံကျဲတဲ့အတွက်ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ We Love မြိုင်အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။တခါအဲ့ဒီနေ့မွန်လွယ်တနအိကက်မှာ ကရင်ပြည်နယ်ကော့ကလေးမြို့နယ်မြောက်ကမာရိုက်ရွာကိုစစ်လင်ကဘုံကျဲတဲ့အတွက် ကိုဝန်ဆောင်အမျိုးသမီးတဦးသေဆုံးပြီးလူတချို့ဒဏ်ရာရတယ်လို့ Mon Liberation Army ကသတင်းထုတ်ပြန်ပါတယ်။တလတာအပြစ်ခတ်ရစေးထားတယ်လို့ကြေညာထားတဲ့စစ်ကောင်စီတပ်ဟာ April 23သကြံကြတဲ့အချိန်ကနေအခု16ရက်သကြံအတက်နေ့အထိလူအများစုဝေးတဲ့လူပွဲတွေဘုံကြီးကျောင်းတွေကိုနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတာမှတ်တမ်းတွေတွေ့ရပါတယ်။ ဒီလိုနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့ဥက္ကဋ္ဌမင်းအောင်လှိုင်ကို April 18မှာထိုင်းနိုင်ငံဘန်ကောက်ကိုဖိတ်ခေါ်ပြီးငလျင်ဘေးကူညီရေးကိစ္စဆွေးနွေးဖို့ပြင်နေတဲ့ ASEAN ခေါင်းဆောင်တွေရဲ့လှုပ်ရက်ကိုကန့်ကွက်ပါတယ်လို့အမျိုးသားညွညွေးအစိုးရ NUG နဲ့ ERO တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တို့ကကြေညာချက်ထုတ်ပြန်ပါတယ်။ငလျင်တန်သင့်ပြည်သူတွေအတွက်လူသားချင်းစာနာတဲ့အကူအညီတွေကို နေစဉ်ဘုံကျဲနေတဲ့စစ်ကောင်စီဥက္ကဋ္ဌလက်ထဲကသာပေးလိုက်ရင်ပြည်သူတွေစီမရောက်ပဲနိုင်ငံရေးအရာတလွဲအသုံးချမဲ့အန္တရာယ်ကိုကြုံရနိုင်နေဒါကြောင့်စစ်ကောင်စီကနေတဆင့်ပေးရတာကိုအပြင်းထန်ကန့်ကွက်တယ်လို့ဖော်ပြထားပါတယ်ရှမ်းပြည်နယ်တောင်ကြီးအခြေစိုက် PNO ပိုးပြည်သူစစ်တူဟာတနက်တလက်နဲ့အတူပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြည်သူရင်ဝင်ခိုးလုံလာတယ်လို့ PNL ပို့မျိုးသားလူမျိုးကြီးတက်မတော်ကသတင်းထုတ်ပြန်ပါလေဒီလူငယ်ဟာအတင်းကျပ်စစ်သားစုဆောင်းခံရလို့တက်သေးရောက်သွားသူလို့ဆိုပါလေသူ့ကိုလက်နဲ့အတွက်ထိုက်သိမ်းတဲ့စုမြေချင်းမြင့်လိုက်တယ်လို့ဗီဒီယိုမှတ်တမ်းဖော်ပြထားပါတယ်ခင်ဗျာ